လာပါချစ်တို့ရေပိုးရဲ့ page လေးကနေပြီးတော့ကျေးဇူးလိုက်ပါတယ်ဒီနေ့ video လေးကတော့ Facebook မှာပိုးရေးတွေ့ထားတဲ့ challenge လေးတစ်ခုကို accept လုပ်ချင်ပါတယ်မသိမြင် challenge ဆိုတာဟိုတနေ့ကပိုးရေးပြောထားချစ်တို့မှတ်မိကြလားမသိဘူးတွပီစကောင်လေးတွေကိုပိုးရအရန်ကြိုက်တာရယ်ပြီးလို့ရှိရင်ပိုးအရန်ကြိုက်တဲ့ Singapore ချက်စီထမင်းကိုချစ်တို့ကိုစားကြည့်စေချင်တာရယ်ဒီ challenge လေးကို accept လုပ်ဖြစ်ပါတယ်ပိုးရချက်စီထမင်းဆိုလို့ရှိရင်စုံနေအောင်စားရယ်ပေါ့နော်ဒါပေမဲ့စင်ကာပူချက်စီထမင်းကတော့ပိုးကြီးအကြိုက်ဆုံးပဲဒီပထမဆုံးဒီစင်ကာပူချက်စီထမင်းလေးကိုစားပြတာကတော့ စင်ကာပူက mass wear center ထန်းထန်းဆိုတဲ့ဆိုင်လေးမှာစားဘူးတာပါအဲ့တုန်းကဆိုလို့ရှိရင်ချက်သားလေးတွေကအရန်ကိုနူးညံ့ပြီးတော့ချက်စီထမင်းရတယ်အရန်ကိုအရသာရှိရပုံနော်ပြီးတော့ဒီချက်စီထမင်းချက်နီလေးကအရန်ကိုလွယ်အောင်လို့ချစ်တို့အားလုံးလွယ်ကူနဲ့လိုက်ဆက်နိုင်မယ်လို့ထင်ပါတယ်ဒီ challenge လေးကိုလက်ခံနိုင်တဲ့အချိန်မှာပဲဒီနူးညံ့တဲ့ချက်သားရုံလေးတွေအရန်ကိုမွေပြန့်တဲ့ချက်စီထမင်းလေးကိုမျိုးလုံးထဲမှာပြင်ပြီးတော့အရန်ကိုစားကျင်နေပါပြီပိုးကြီးဘလို့ချက်ပြလဲဆိုတာကြည့်ပြီးတော့ပိုးကြီးနဲ့တူတူချက်ကြည့်ရအောင်နော်ပြီးတော့ဒီ ကွာရန်တီးလုပ်နေရတဲ့အချိန်မှာချစ်တို့အိမ်မှာနေလို့ဒီဟင်းချက်တာကိုတော်တော်ကြွားနေပြီလို့အထင်ကြီးလိုက်တော့မယ်နော်ချစ်တို့ live ချက်မဲ့ချစ်တို့အတွက်ပြောစရာအစီအစဉ်လေးတစ်ခုကိုစီစဉ်ထားပါသေးရယ်ဆိုတော့ပိုးရင်းနဲ့ဆက်ချက်လိုက်ကြရအောင်အခု Singapore style ချစ်စီချမင်းချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပိုးပြီးပြောပေးမယ်နော်ပိုးတို့ချက်တကောင်လိုမယ်ချက်တကောင်ကပုံတော့ဈေးမှာတစ်ခါရဲခေါင်းနေပါရယ်ကလီစာရယ်ထုတ်ခမ်းလိုက်ပေါ့နော်စာတကြဆန်ဆန်ကပိုရှမ်းဆန်လို့ဖိုးဟိုဟာ recommend ပေးရပေါ့เนาะအကြမ်းမှာစစ်စစ်လေးဖြစ်နေမှာ တခွာသည်တမ်မြာသည်ကျွတ်မိတ်နနံပင်ကျွတ်ံပြူဂျင်းပင်ရုပ်သည်ဆော့စလေးတွေကတော့ဒါအချင်းလို့ဖို့အတွက်အဓိကပေါ့နော်ပဲငံပြာရည်အကြီးပဲငံပြာရည်အနောက် QC ဗနီဂါရဲ့နှမ်းစီရုပ်ဖြစ်ပါတယ်ပါသွားတဲ့ပစ္စည်းတွေအများများသွားလာရင်ဒါပေမဲ့ဒီပစ္စည်းတွေကချစ်တော့မိဖို့ကြောင့်နေမှာထားရှိတဲ့ပစ္စည်းတွေဆိုတော့လွယ်မယ်လို့ထင်ပါတယ်။ ။ချက်နေတော့မှာစင်ကာပူကကျစိခမင်းကဘာလို့နာမည်ကြီးသေးဆိုတာလည်းပြောပြချင်ပါတယ်။အခုပိုးရီတို့အရင်ဆုံးချက်သားကိုကင်ရမယ်ပေါ့နော်။ဒါပေမဲ့ချက်သားမကင်ခင်ပိုးရီ second 20လက်ကိုသတ်စိတ်လိုက်အောင်မယ်။အခုအချိန်ကလက်စိတ်ရတဲ့အချိန်ဆိုတော့လေအများနဲ့လက်ကိုစိတ်ဖို့အရေးကြီးပါတယ်။အစားအသောက်တွေကိုမကင်ခင်ပါပေါ့နော်။ပထမဆုံးဒီချက်ပေါ်တော့စားဖို့လက်တဆုပ်စာယူပြီးတော့ကြက်တကောင်လုံးကိုပုတ်ပြီးတော့လက်ကလေးနဲ့ဆုပ်ဆုပ်ပြီးနေပေးပါမယ်။ဒီလိုနေလို့ရှိရင်ကြက်ပေါ်ကအချွီအချဲနဲ့အနံ့တွေပါဖဲပြီးသားဖြစ်သွားပါတယ်။ ပြီးလို့ရှိရင်ကြက်ကိုရေဆေးပြီးတော့ရေမြများနဲ့ပြောင်းအောင်ဆေးပါမယ်။အဲကြလို့ရှိရင်အတွင်းရောအပြင်ရောဆေးပေးပါနော်။ ဒီစင်ကာပူကျက်စီထမင်းရဲ့အသက်ကပေါ့နော်ဒီကျသားကနေအရသာယူမှာဖြစ်လို့ဒီကျသားကိုလုံးဝတတိကျချာဆေးပြီးတော့ဂိုင်းတွဲဖို့ကတော့လိုအပ်ပါမယ်နော်ဒီကျက်စီထမင်းနာမည်ကြီးရတဲ့အကြောင်းရင်းအားလေး तू ကထမင်းရောကျသားရောအရန်ကိုအရသာရှိရတဲ့အတွက်ဇုံမချနိုင်လောက်အောင်စားချင်လောက်အောင်ဒီကျက်စီထမင်းကကောင်းတယ်အခုပိုးကြီးကျသားကိုဒီစားလေးနဲ့အရသာဝင်အောင်ထည့်မယ်ပေါ့နော်ဒါနဲ့ပြောအောင်မယ်ဒီကျက်စီထမင်း channel ကိုဒီ challenge မလုပ်ခင်ကဟိုကျက်စီထမင်းချက်တဲ့တဲ့တွေကို like မေးရပေါ့နော်ဒါမဲ့ဒီချက်တဲ့နေရသူတို့နဲ့မတူဘူးပေါ့နော် ။ဘာပင်နေရာမှာကွာသွားလဲဆိုလို့ရှိရင်သူကအဓိကကြက်ပြုတ်တဲ့နေရာမှာကွာသွားပါတယ်။အခုပိုးရိုးဒီဟာနှမ်းဆက်သွားအောင်အရသာကိုအထဲရောတွင်းရောစားလေးနဲ့လိုက်ပြီးသိပ်ပေးပါမယ်။ ပိုးရခါတိုင်းကြက်ပြုတ်တယ်မလားဒီတိုင်းကြက်ကြက်သားကိုဒီရေအိုးထဲထည့်ပြီး gram ကနေပြုတ်လိုက်တာပဲဒါပေမဲ့ဒီကြက်သားကြတော့အနံ့ရတာနဲ့ပြည့်စုံမှုအထဲထဲမှာအစာတုပ်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ချို့ကလေ high net ကျက်စီထမင်းလို့ပြောလို့ရှိရင်ဒီ high net ကကျက်စီထမင်းကိုပြေးမြင်ကြအမှန်တော့ဒီ high net ရဲ့စပူမှုတွေကစင်ကာပူကိုပြောင်းလာပြီးတော့ပုံတော့သူတို့ကဒီကဟင်းခက်အမွေကြိုင်နေနဲ့စပြီးတော့သူတို့ကချက်တဲ့အချိန်မှာဒီ ဟိုင်နက်ကျက်စီထမင်းဆိုပြီးတော့အမိတွင်သွားဖြစ်ပါတယ်တကယ်တမ်းတကယ်ဟိုင်နက်မျိုးမှာဒီလိုမျိုးကျက်စီထမင်းဆိုတာမရှိဘူးပေါ့နော်အခုပိုးရကျက်စီဖက်လေးတွေကိုနည်းနည်းဖြတ်ထားမယ်နော်ဒီဟာလေးတွေကတကယ်အရေးကြီးတဲ့နေရာမှာပါပါတယ်ကျက်စီထမင်းချက်တဲ့နေရာမှာပြောရင်းနဲ့စင်ကူသွားပြီးကျက်စီထမင်းတော့စားကျင်လာပြီအခုချိန်မှာခရီးလည်းမထွက်ရတော့ဘောနော်ဘယ်မှမသွားရဘူးဘယ်လိုပဲပြောစင်ကာပူကပိုးရလိုမျိုးအစားတလိုက်နေပဲလုံးဝနေပိုင်ဘောနော်အဲ့မှာစားစရာအစားတောက်စုပါလေအများကြီးပဲအဲကြောင့်ပိုးရအခုချိန်မှာပဲသွားကျင်လိုက်မယ်လို့ရှင်စင်ကာပူလို့ပြောရပါလိမ့်မယ် ခုပိုးရိုဒီကျသားလေးကိုအစာရေစထည့်တော့မယ်ပေါ့နော်။အရသာတွင်မိုးအတွက်စားကိုဝယ်သုံးပါမယ်။ဒီစားကိုအထဲတွေအထည့်မယ်ပေါ့နော်။ဂျင်းနဲ့ကျသူနေကိုအခုလိုမျိုးအစာတွတ်ပေးလိုက်ပါ။အစာသွင်းထားတဲ့ကြက်ကိုဒီအိုးထဲကိုထည့်ပြီးလို့ရှင် ကြက်မြုပ်အောင်ရေလေးကိုပုတ်ထည့်ပေးပါနော်ပြီးလို့ရှင်ကြက်ပြုတ်လို့ရှင်ဒီအပိုးငံအတွက်စားလေးကိုလည်းနည်းထည့်ပေးလိုက်ပါမီးပြင်းပြင်းနဲ့စူအောင်တည်ပေးပါ စုသွားပြီဆိုလို့ရှိရင်တော့မီလေးကိုလျှော့ပြီးတော့မိနစ်30ပြုတ်ထားပေးရပါမယ်။အခုပိုးရချက်ပြုတ်နေတော့မှဆန်ကိုစေးထားမယ်နော်။အခုကပိုးရကဒီဆန်တွေကိုပေါ့နော်။ဒီပောင်းရင်းမှာတခါတည်းထက်ချက်မှမဟုတ်ဘဲနဲ့ဒီရတာတွေဝင်သွားအောင်လို့ဒီလိုမျိုးစီနဲ့လုံးပြီးချက်မှဖြစ်ပါတယ်။အဲ့လိုချက်တဲ့အချိန်မှာပေါ့နော်။ထမင်းရောကြက်သားရောအရာတာတွေကတခါတည်းဝင်သွားမှဖြစ်ပါတယ်။ပိုးရကအခုဆန်သွားပြီးတော့စေးလိုက်ရအောင်။ ပြပြုတ်ထားတာအနိုင်ဝက်လောက်ရှိပြီဆိုတော့ပိုးရိုချလိုက်တော့မယ်နော်ချစ်တို့တစ်ခုတတိထားရမှာရှိရဲ့ကြက်ကသူ့အပူချိန်နဲ့သူရှိနေရောအသားတွေကလိုလိုအပ်ထက်နူးပြဲသွားနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ပိုးရိုဒီရေခဲတဲ့ကိုစိမ့်ပေးပါမယ်အခုပေါ်တော့ဒီအထဲကရှိသမျှအစာပလာရေအကုန်လုံးထုတ်ပါမယ်ပေါ့နော် ချက်ကိုရေခဲထဲမှာ5မိနစ်စိမ်ပြီးလို့ရှိရင်ဘိုးတို့နန်းစီတုပ်ပါမယ်နော်နန်းစီမရှိလဲပဲစီတုပ်လို့ရပါတယ်စိတ်ဝင်သွားအောင်လို့ဒီနန်းစီလေးပုတ်ပေးပါမယ်။အဲ့ကြလို့ရှင်ချောချောကကကြီးဖြစ်မနေတော့ဘူးပေါ့နော်။သင်သိဖြစ်သွားပြီဆိုတော့ထမင်းကိုစားချက်တော့မယ်ပေါ့နော်။ဘိုးယူနာပြောပြောသွားသလိုပဲထမင်းနဲ့ဒီစီနဲ့ကိုအရင်ဆုံးလုံးချက်မယ်ပေါ့နော်။အဲ့ဒီတော့ပိုးတို့ဒီဂျဲအိုးတွေကိုစီထည့်ပြီးတော့အပူပေးထားမယ်နော်။ပြီးလို့ရှင်ဒီကြက်ရည်ကုန်တွေကိုအစီပတ်တွေကိုထည့်ပြီးတော့ချက်စီထွက်လာအောင်အရင်ကြော်ပေးရမယ်။ ဒီဂျင်းတို့ကျသွန်ဘူးတို့စားတို့ထည့်ကျော်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဂျင်းနှစ်စုံကျသွန်ဘူးနှစ်စုံစားကတော့လို့တလောက်ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှင်တော့အနံလဲမွေးအရသာကောင်းနေပေါ့နော်အခုကြော်ထားရည်မွေးလာပြီဆိုလို့ရှင်တော့ပွေးတို့ဒီကျသွန်နေရလေးပုံတပုံလောက်ကိုဖယ်ထားပေးပါဘာလို့လဲဆိုတော့အဲ့ဒါတွေကပွေးတို့နောက်မှလုံးမဲ့အချင်းထဲမှာပြန် သုံးရမှာဖြစ်ပါတယ်။အိုးရဲမှာဦးနာကြံခဲ့တဲ့ဟာတွေနဲ့ဦးနာဆေးထားတဲ့ဆံအုံပေါ့နော်။၃မိနစ်လောက်ထက်ကျော်ပေးရပါမယ်။ဒီချိန်လေးမှာထက်အောင်မွေပေးဖို့တော့လိုပါလိမ့်မယ်နော်။အခုပိုးရကြော်ထားတဲ့ဆန်တွေကိုဒီပောင်းဦးတွေကိုထည့်ပါမယ်။ပြီးတော့လေဒီပောင်းဦးတွေမှာထည့်တဲ့အခါဒီရေးထည့်တဲ့အခါမှာပေါ့နော်။ရေးမထည့်ဘဲနဲ့ပိုးရကြက်ပြုတ်ရည်ကိုခုနကတော့ချက်ထားတဲ့ကြက်ပြုတ်ရည်ကိုပဲနှစ်ခွက်ထည့်ပါမယ်။ ဆိုတော့ဆန်နှစ်ခွက်ချက်ပြုတ်ကြီးကနှစ်ခွက်ပေါ့နော်ပရာစီဆန်နှစ်ခွက်ထည့်ထားတော့ချက်ပြုတ်ကြီးကိုလည်းနှစ်ခွက်ထည့်ပါမယ်ဒီဟာဟိုတဝက်ဆိုတော့ပိုးတော့လေးခွက်ထည့်ရမှာပေါ့နော်ဟူးပူတယ်ပူတယ်ပူတယ်ဒီဘေးကကင်ပါရမယ်ဒါဆိုလို့ရှင်တစ်ခွက်ကျပြုတ်ရေထည့်ပြီးတော့ပို့တော့ဒီထမင်းချက်ထားတော့မှအချင်းစားလုံးမယ်နော် ကိုယ့်ရဲ့ဒီစင်းကိုကြက်စီထမင်းကိုဘာလို့ကြိုက်တာလဲဆိုလို့ရှင်သူကအချင်း၃မျိုးနဲ့စားလို့ရတယ်ပေါ့နော်ဒီအချင်း၃မျိုးကပြီးလို့ရှင်ထမင်းနဲ့စားစားချက်သားနဲ့စားစားအရန်ကိုကောင်းတယ်ပေါ့နော်ဒီတော့ဆိုလို့ရှင်ပိုးကြီးကြက်စီထမင်းစားလို့ရှင်ဒီ very made sauce plain နေနဲ့ပဲအမြဲတမ်းစားရဒီနေ့မှဆိုရင်တော့ပိုးကြီးက single style အရသာစစ်စစ်ကိုခန်းစားခြင်းလို့ဒီ sauce ၃မျိုးလုံးကိုလုပ်ကြည့်မယ်ပေါ့နော်ပိုးတို့တော့ရတာလဲလွယ်လွယ်လေးအဲ့တော့စားလို့ကြည့်ရအောင်ပိုးတို့ငရုတ်သီး6တောင်ထည့်ပါမယ်ဆက်လို့ရှင်တော့ပိုးအများကြီးထည့်ပေါ့နော်ပြီးလို့ရှင် ချက်သွန်ဖြူဝ ကျက်စီထမင်းကလည်းကြက်ခံတီးပြီးဆိုတော့လောလောချောချောလေးဖြစ်ကုန်ပြီအခုဒီ sauce တွေကဂျင်းနဲ့ကျက်သွန်ပြီးမွေးမွေးလေးရယ်ဆိုတော့ဒီထမင်းနဲ့စားရင်တော့တော်တော်မိတ်မှအမှန်ပဲအနက်လေးကပွင့်နေရပဲဒါဆိုပွင့်ဒီပကံထဲကိုပြောင်းထည့်လိုက်တော့မယ်နောက်တစ်ခုကတော့ bay sauce ပါဒီကလုတ်ဖို့အတွက်ဦးနှောက်ကပိုးရိုစီးတက်ထားတဲ့ဟာလေးကိုဒီထည့်ကိုထည့်ပါမယ် ။ဒါလေးကိုညနေအောင်ထောင်းပါမယ်။ဒီနေ့ကတော့အထောင်းတစ်လိုင်းပါပဲနော်။ဒါပေမဲ့အချိန်တည်းကအရသာအရန်ကောင်းတယ်။ပိုးယူနာတော့အမီးကြီးရာအရန်ကြိုက်တယ်ပေါ့နော်။ကိုတို့အရင်ဆုံးဒီ soy sauce ကိုထည့်ပါမယ်။ပဲငံပြာရည်။ပဲငံပြာရည်တစုံ။ပြီးရင်ဂျာညို့ကြညိုလို့ခေါ်ပါတော့သူကပဲငံပြာကြီးအနောက်လို့လည်းခေါ်တယ်။ QC တစုံထည့်ပါမယ်။ ကြည့်နှစ်စွန်းထဲပါမယ်โอเคဒါဆိုလို့ရှိရင်တော့ရပါပြီပြင်ပိုးတို့မှုပါမယ်မပြီးတော့တာရာဒါဆိုဆော့စ်တုံးမျိုးလဲပြီးသွားပြီအခုပိုးတို့ထမင်းကျက်ပြီလားကြည့်အောင်ထမင်းကျက်ပြီဆိုလို့ရှိရင်တော့โอเคစားလို့ရပြီပေါ့နော် ူပိုးတို့ထမင်းရလည်းရပြီကြသားကလည်းအဆင်သင့်ဖြစ်ပြီဆော့စ်တွေကလည်းအဆင်သင့်ဆိုတော့ပိုးတို့ပွဲပြင်လှလှလေးပြင်ရအောင်အခုပိုးတို့ကြသားကိုလှီးပါမယ်ကြသားကိုအနည်းတော့တုံးလေးလှီးပါမယ် ရစားကြည့်ရအောင်နော်ဟွန်းအချင်းလေးကလည်းအရင်ကောင်းတယ်ပိုးရဒီအချင်းလေးကိုအရင်ကြိုက်တယ်ကြက်သားလေးလည်းပြီးကြည့်ရအောင်ကောင်းတယ်အခုပိုးရိုက်ချက်ထားတဲ့ single style ကျက်စီထင်းမင်းလေးကတော့အရန်ကိုကောင်းတာပဲပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကနေချစ်တို့ကိုပြန်ပြီးတော့ challenge ခေါ်ချင်ပါတယ် အခုပိုးဤဖြတ်ပြထားတဲ့အတိုင်းပေါ်တော့ဒီ single style ကျက်စီထမင်းလေးကိုချစ်တို့ Facebook ကောက်မှာပြန်တင်ပေးပါချက်ပြီးလို့ရှင်ပေါ့နော်ဘဒူရီယာလက်ရကောင်းလဲဆိုတော့ပိုးတို့တူတူအမှတ်ပေးကြတာပေါ့နော်အခုဆိုလို့ရှင်တော့ပိုးဤဗီဒီယိုဆောက်မှာပြောခဲ့တဲ့ဒီပြောစရာ season လေးကိုချစ်တို့သိချင်နေတော့ပြီးထင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ပိုးရဲ့ challenge ကိုလက်ခံပြီးချက်ပြထားတဲ့သူတွေကိုယ့်ရဲ့ post ကိုကိုယ့်ရဲ့ Facebook အကောင့်မှာ stayhomewaysg # fashion make possible ဆိုတဲ့ hashtag လေးတွေနဲ့အတူပြန်တင်ထားတာကို screenshot ရိုက်ပြီးတော့ပိုးရဲ့ video လေးရဲ့အောက်မှာလာမယ့်ရမှာဖြစ်ပါတယ်ရင်လာမယ့်တဲ့သူတွေကနှစ်ယောက်ကို lucky fan တွေနဲ့ချစ်စရာပစ္စည်းလက်ဆောင်တွေပေးသွားအောင်မှာဖြစ်ပါတယ်။ဒီချက်ထားတဲ့ပုံလေးနဲ့ဒီ hashtag နဲ့ဟာလေးတင်ထားတဲ့ဟာကိုပေါ့နော်။ပိုးရဲ့ဒီ video အောက်မှာပြန်မက်ပေးရတဲ့နှစ်ယောက်ထဲက lucky fan တွေကိုချစ်စရာကောင်းတဲ့ပစ္စည်းလေးပေးသွားမှာဖြစ်ပါတယ်။ကြည့်ဒါဆိုလို့ရှင်တော့ဒီ video လေးကိုဒီမှာပဲဆက်သွယ်ချင်ပါတယ်။တတား